မင်္ဂလာပါခင်ဗျာ နောက်ဆုံးရကမ္ဘာသတင်းတွေကိုကျွန်တော်စိုင်းခင်တွေကတင်ဆက်ပေးမှာဖြစ်ပါတယ်မီရှိဂန်ပြည်နယ်မှာမော်မွန်ချရှောင်းကိုတနတ်သမားကပြစ်ခတ်မိရှုခဲ့တာကြောင့်လူ၄ဦးထပ်မင်းနဲ့သေဆုံးခဲ့ပါတယ်ထောင်ပြန်ကြနေတဲ့ထိုင်းဝင်ကြီးဟောင်းတပ်ဆင်ကတော်ဝင်လူငင်းချမ်းသာဝင်ရဖို့ထပ်မံလျှောက်ထားလိုက်ပါတယ်တိုင်ဖုန်းဘူဝလွိုင်ဟာ BNN ကုန်းတွင်းပိုင်းကိုဝင်ရောက်တိုက်ခတ်အပြီးမှာလာအိုနိုင်ငံဘက်ကိုဦးတည်သွားပြီးဖြစ်ပါတယ် နောက်ဆုံးရသတင်းတွေနဲ့အတူအသက်80ကျော်ကုလသမဂ္ဂမိသားကုံစီခမ်းပြီလားဆိုတဲ့သတင်း30ချက်ပါတင်ဆက်ပေးမှာဖြစ်ပါတယ်။အမေရိကန်နိုင်ငံမီရှိဂန်ပြည်နယ်ကမော်မွန်ချကြောင်းတကြောင်းတည်းကိုတပ်နှက်သမားကကားမောင်းဝင်လာပြီးတော့ပြစ်ခတ်ခဲ့သလိုအဆောက်အုံကိုပါမီးတင်ရှို့ခဲ့တာကြောင့်လူလေးဦးထပ်မင်းတေဆုံးပြီးတော့ဒဏ်ရာရသူအများပြားရှိခဲ့တယ်လို့ရဲတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ That's right မျိုးကနေမိုင်60လောက်ဝေးတဲ့ Grand Black မျိုးက Church of Jesus Christ of Latter Day Saints မှာစတေမာလာ28ရက်နေ့တင်းတင်းကြပ်ကြပ်နဲ့ဝေးပြူတဲ့အချိန်မှာတိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့တာဝန်ရှိသူတွေကအတည်ပြုပါတယ်။ကျူးလွန်သူဟာအသက်40အရွယ် Thomas Jacob Sanford ဆိုသူဖြစ်ပြီးတော့ Church Carbagen မှာရဲတပ်ဖွဲ့ကအသေးပြက်ခတ်ဖမ်းဆီးမိခဲ့ပါတယ်။ဒီအမှုကိုဗဟိုစုံစမ်းစစ်ဆေးရေးဘျူရို FBI ကဥဆောင်ကင်တွယ်နေပြီးတော့ တန်တရားရှိသူရဲ့နေအိမ်နဲ့ဖုံးမှတ်တမ်းတွေကိုစစ်ဆေးပြီးတော့အမှုရဲ့အရင်းမြစ်ကိုဖော်ထုတ်ဖို့စ조사နေရလို့သိရပါတယ်ခင်ဗျာထောင်နံတစ်နှစ်ပြန်လည်ကြခံနေရတဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ရှီနာဝတ်ဟာထိုင်းပြည်ထံကတော်ဝင်လုံခြုံရေးချမ်းသာဝင်ရဖို့ထပ်မံလျှောက်ထားခဲ့တယ်လို့ထိုင်း PBS သတင်းမှာဖော်ပြပါရတယ် တဆင်ဟာအာဂရီလိုက်စားမှုဆွဲချက်တွေအတွက်ထောင်ဒဏ်တစ်နှစ်ပြန်လည်ကြခံမှုတရားဥပဒေကအမိန့်ချခဲ့တာကြောင့်ပြစ်ဒဏ်ပြန်လည်ခံယူနေရတာဖြစ်ပါတယ်။တဆင်အမှုမှာဆိုရင်မူလကလေးကထောင်ဒဏ်၈နှစ်ကိုတစ်နှစ်ဖြစ်ဘယင်ကရှော့ချပေးခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်တဝင်းလင်းငိမ့်ချမ်းသာခွင့်ဒါမှမဟုတ်ပြစ်ဒဏ်လျှော့ပေါ်ပေးဖို့ထပ်မံလျှောက်ထားခွင့်ရှိမရှိဟာအငင်းပွားစရာဖြစ်နေပါတယ်။တဆင်ဟာမူလထောင်ဒဏ်တစ်နှစ်ကြားခံရစဉ်ကလည်း 6လကိုရဲစဲုံကြီးမှာနေထိုင်ခဲ့ပြီးတော့ကြံ6လကတော့ခရီးခံဝင်နဲ့တတ်တာခွင့်ရပြီးတော့လွတ်လာတာဖြစ်ပါတယ်။ဒါပေမဲ့အသက်ဘေးကြုံရလောက်တဲ့ဖျားနာမှုမျိုးမရှိခဲ့ပဲရဲစဲုံကြီးမှာနေထိုင်ခဲ့မှုဟာထောင်နံအတွက်အကျုံးမဝင်ဘူးလို့တရားရုံးချုပ်ကဆုံးဖြတ်ပြီးတော့ထောင်ထဲမှာတနစ်ပြန်နေခိုင်းခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ပါပါလေ တိုင်ဖုန်းဘူဝါလွိုင်ဟာစက်တင်ဘာလ29ရက်နေ့အစောပိုင်းမှာဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းကိုဝင်ရောက်တိုက်ခတ်ခဲ့ပြီးမှာတော့အနေငယ်အားပြော့ပြီးတော့လာအိုဘက်ကိုဥတီထွက်ခွာသွားပြီးဖြစ်ပါတယ်ဖော်သူတင်ကုန်းရန်မိုက်29ရက်နေ့ညနေပိုင်းထိသိရှိရတဲ့အချက်အလက်တွေရဗီယက်နမ်မှာလူရှိဦးသေဆုံးပြီးတော့18ဦးပျောက်ဆုံးနေပါတယ်ဘူဝါလိုင်ဆိုတဲ့နာမည်ဟာထိုင်းဘာသာစကားရမဟုတ်ကြစီတာကူကိုရည်ညွှန်းတာဖြစ်ပါတယ် ဘူဝလိုက်မုံတိုင်းဟာဗီယက်နမ်ကုန်းတွင်းပိုင်းမဝင်ခင်မှာကင်ရန်တလျှောက်နာယီအတန်ကြာရွေရှားနေခဲ့ပြီးတော့၈မီတာလောက်မြင့်တဲ့လှိုင်းလုံးကြီးတွေဖြစ်ပေါ်စေခဲ့တယ်လို့နိုင်ငံပိုင်မိုးလေဝသအေဂျင်စီကထုတ်ပြန်ပါတယ်။တိုင်ဖုန်းမဝင်ခင်မှာဗီယက်နမ်ဆိုရဟာလူ28,500လောက်နေရာရွှေ့ပြောင်းပေးခဲ့ပြီးတော့လေရင်ခီးစဉ်ယာနေချီဖြတ်သိမ်းရွှေ့ဆိုင်ခဲ့ပါတယ်။အလဲပိုင်းပြည်နယ်တွေကလေးစိတ်လေးခုကိုလည်းပိတ်ထားခဲ့ပါတယ်။မုံတိုင်းကြောင့်စက်တင်ဘာလ29ရက်နေ့ကတည်းက ်ဗီယက်နမ်တလောမှာမိုးသေးနေခဲ့ပြီးတော့ရေကြီးမြေပြိုမှုအန္တရာယ်သတိပြုဖို့အာနာပိုင်တွေကသတိပေးထားပါတယ်ဖလပိုင်မှာလည်းဒီမုံတိုင်းရောက်လူဆယ်ဦးတက်မနေတည်ဆုံးခဲ့ရပြီးဖြစ်ပါတယ်ခင်ဗျာ đồng thời ứng phó với tình hình mưa lũ ở các cái vùng thấp ဆက်လက်ပြီးတော့တမီရုပ်ရှင်မင်းသား VJ မဲဆွယ်ပွဲနောက်ဆက်တွဲအခြေအနေကိုတင်ဆက်ပေးပါမယ် တမီတရုတ်ဆောင် VJ ရဲ့နိုင်ငံပါတီမဲဆွယ်ပွဲမှာလူအုပ်ပြီးပြီးတော့39ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေကပါတီခေါင်းဆောင်တွေကိုရဲတပ်ဖွဲ့ကပြစ်မှုကြောင်းအရမှုဖွင့်လိုက်ပါတယ်။စက်တမလ28ရက်နေ့က VJ ဟာသူဦးဆောင်ထူထောင်ထားတဲ့ TVK ပါတီအတွက်အိန္ဒိယနိုင်ငံတောင်ပိုင်းတမီနာဒူပြည်နယ်မှာလာမယ့်နှစ်ရွေးကောက်ပွဲအကြိုမဲဆွယ်ပေးခဲ့တာဖြစ်ပါတယ်။သေဆုံးသူတွေထဲမှာကလေးတွေလည်းပါဝင်ပြီးတော့လူ90ကျော်ဒဏ်ရာရခဲ့ပါတယ်။ တမီနာဒူရဲတပ်ဖွဲ့ကဆွဲချက်မတင်မီပထမအဆင့်အနေနဲ့အမှုဖွင့်လိုက်တာဖြစ်ပါတယ်။အမှုဖွင့်ခံရသူတွေထဲမှာ TVK ထိတ်တန်းခေါင်းဆောင်တွေပါဝင်ပြီးတော့စုံစမ်းစစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်နေဆဲဖြစ်တယ်လို့ရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။တမီရုပ်ရှင်လောကမှာအကျော်ကြားဆုံးသေယုတ်ဆောင်တူဖြစ်တဲ့ VJ ဟာပြီးခဲ့တဲ့နှစ်ကမှပါတီထောင်ပြီးတော့နိုင်ငံရေးလောကထဲဝင်လာခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ တရုတ်နိုင်ငံတောင်ပိုင်းမှာတိဆောက်ပြီးစီးခဲ့တဲ့ကမ္ဘာအမြင့်ဆုံးတရားကြီးကိုအများပြည်သူသွားလာနိုင်အောင်စက်တမလ28ရက်နေ့ကတည်ဝင်ဖွင့်လှစ်လိုက်ပြီးဖြစ်ပါတယ်။ဟွာကျောင်းအမီရတရားဟာကျောက်ကဘာတစ်ခုနဲ့မြေတစင်းအထက်625မီတာပေအားဖြင့်2050ပေလောက်မြင်မာတဲ့နေရာမှာတိဆောက်ထားဖြစ်ပါတယ်။၃နှစ်ကျော်အချိန်ယူတိဆောက်ခဲ့ရတဲ့ဟွာကျောင်းတရားဟာ965မီတာမြင့်တဲ့ဘိုင်ပန်ကျောင်းတရားကိုကျော်ဖြတ်ပြီးတော့ ကမ္ဘာအမြင့်ဆုံးဖြစ်လာခဲ့ပါတယ်။ကမ္ဘာအမြင့်ဆုံးသဒ္ဒါနှစ်စင်းစလုံးဟာကွေကျိုးပြည်နယ်မှာတည်ရှိတာဖြစ်ပါတယ်။အမြင့်မားဆုံးသဒ္ဒါအစင်ပေါင်း100ရဲ့ထက်ဝက်နီးပါးဟာလည်းဒီပြည်နယ်မှာပဲတည်ရှိတာဖြစ်ပါတယ်။ဒါပေမဲ့လည်းမြေပြင်နဲ့အကွာအဝေးမပါဘဲနဲ့ဖွဲ့စည်းတည်ဆောက်ပုံအမြင့်နယ်သာဆုံးဖြတ်မယ်ဆိုရင်တော့မီယိုဗိုက်ဒက်လို့ခေါ်တဲ့ပြင်သစ်သဒ္ဒါက343မီတာနဲ့အမြင့်ဆုံးဖြစ်ပါတယ်ခင်ဗျာ။ 哇，这样一些奇幻的图案在这个山谷夜空中亮起的时候啊，相信在场的所有人都会被。American pop star Taylor Swift、Selena Gomez 啊，这几大透露度 Benny Blanco 呢，California 边呢嘛，来听明了不？金巴给娃嘞。စတေမလာ28ရက်နေ့ကကျင်းပခဲ့တဲ့မင်္ဂလာပွဲအကြောင်းကိုဆလီနာဂိုမက်စ်ကသူ့ရဲ့ Instagram မှာအဖြူရောင်မင်္ဂလာဝတ်ဆုပုံနေတဲ့အတူ6/28/25ဆိုတဲ့စာသားနဲ့အတူတင်ပြီးတော့ ပေးသက်ကိုအတိပေးခဲ့တာ ဖြစ်ပါတယ်။သူတို့ရဲ့မင်္ဂလာပွဲကိုစန်တာဘာဘာရာမြို့မှာဧည့်သည်190လောက်နဲ့ကျင်းပခဲ့တာဖြစ်တယ်လို့ Vogue Magazine ကဖော်ပြပါတယ်။အသက်33နှစ်အရွယ်ဆလီနာနဲ့38နှစ်အရွယ်ဘလန်ကိုတို့ဟာတနှစ်ကြာတွဲခဲ့ပြီးရင်နောက်2024ခုနှစ်ဒီဇင်ဘာလမှာဆင်းသက်ခဲ့ကြတာဖြစ်ပါတယ်။သူတို့နူးဟာအမှုပညာပိုင်းမှာလည်းအတူတွဲပြီးတော့ Same old love I can't get enough တို့လိုအောင်မြင်တဲ့သချင်းတွေဖန်ပြီးခဲ့ပူပါတယ်။ ဆလီနာဂိုမတ်စ်ဟာဒစ္စနီရဲ့ Wizards of Waverly Place ရုပ်သံစီးရီးနဲ့လူငယ်ပေးသက်တွေအားပေးမှုကိုရရှိခဲ့သူဖြစ်ပါတယ်။မကြသေးခင်ကလည်း Emilia Perez ရုပ်ရှင်မှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ Benny Blanco ကတော့ Katy Perry, Britney Spears တို့လိုနာမည်ကြီးအဆိုတော်တွေအတွက်တချင်းတွေထုတ်လုပ်ပေးခဲ့တဲ့အောင်မြင်တဲ့တေးထုတ်လုပ်သူတူဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ကုလသမဂ္ဂဟာထူထောင်ထားတဲ့ရည်ရွယ်ချက်တွေအတွက်တကယ်အလုပ်ဖြစ်သေးရဲ့လားဆိုတာသုံးသက်တင်ပြသွားမှာဖြစ်ပါတယ်စတေမလာ23ရက်နေ့ကနေ26ရက်နေ့အထိနယူးယောက်မြို့မှာကျင်းပခဲ့တဲ့အကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာကမ္ဘာခေါင်းဆောင်တွေစုယုံခဲ့ကြပါတယ်။ဒါပေမဲ့ပျော်ပျော်ရွှင်ရွှင်စည်စည်လုံးလုံးတော့မဟုတ်ခဲ့ပါဘူး။ပိုပြင်းထန်လာတဲ့စစ်ပွဲတွေဆိုးရွားလာတဲ့ရာသီဥတုပြဿနာတွေနဲ့ရမုံငွေအကြက်တဲတွေကြားမှာ ကုလသမဂ္ဂဟာအရင်ကားနဲ့မတူတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒါကြောင့်ကုလသမဂ္ဂဟာထူထောင်တဲ့ရွေချက်တွေအတွက်အလုတ်ဖြစ်သေးရဲ့လားအသက်80ကျော်ပြီဖြစ်တဲ့ကုလသမဂ္ဂမိသားကုံစီခန်းပြီလားဆိုတာလေ့လာကြည့်အောင်ပါ။စစ်ဘေးစစ်တမ်းတွေကိုတားဆီးဖို့တည်ထောင်ခဲ့တဲ့ကုလသမဂ္ဂရဲ့အာဏာအရှိဆုံးအဖွဲ့ဖြစ်တဲ့လုံခြုံရေးကောင်စီကိုယ်တိုင်ကတွစ်ချပါရလိုက်နေပါတယ်။ကုလသမဂ္ဂလှုပ်ဆောင်ချက်တွေအတွက် ကြီးမားဆုံးအဟံတားကတော့ဗီဒိုအာနာဖြစ်ပါတယ်။လုံရွေးကောင်စီအမြဲတမ်းအဖွဲ့ဝင်၅နိုင်ငံဖြစ်တဲ့အမေရိကန်၊ဗြိတိန်၊ပြင်သစ်၊ရုရှားနဲ့တရုတ်နိုင်ငံတို့မှပဲရှိရဲ့ဒီအာနာနဲ့သူတို့ထဲကဘယ်နိုင်ငံမဆိုဆုံးဖြတ်ချက်မှန်သမျှကိုပယ်ချနိုင်ခွင့်ရှိနေပါတယ်။1945ခုနှစ်တုန်းကတော့အင်အားကြီးနိုင်ငံတွေကြားမှာဘုံသဘောတူညီချက်ရဖို့အပြန်အလှန်ညှိနှိုင်းသဘောတူကြဖို့ရည်ရွယ်ပြီးတော့ဗီဒိုအာနာကိုထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့အခုခါမှာတော့ကမ္ဘာငြိမ်းချမ်းရေးကိုထိခိုက်ခံပြီးတော့ကိုယ်နိုင်ငံရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့ဗီဒိုအာနာကိုပုံမှန်တုံးလာကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာရုရှားဟာဗီဒိုအာနာကိုအကြိမ်20နီးပါးအသုံးပြုခဲ့ပြီးတော့အများစုကတော့ဆီးရီးယားအာဆတ်အစိုးရကိုကာကွယ်ပေးဖို့ဒါမှမဟုတ်ယူကရိန်းပေါ်ရုရှားကျူးကျော်မှုကိုရှုံ့ချတာကနေတားဆီးဖို့ဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုကလည်း ဂါဇာမှာအပြစ်ရစေးတောင်းဆိုတဲ့ဆုံးဖြတ်ချက်တွေကိုပယ်ချဖို့အစ္စရေးဘက်ကရက်တီပေးဖို့ဗီဒိုအာနာကိုအကြိမ်ကြိမ်အသုံးပြုခဲ့ပါတယ်။ဒီပေါ်မှာကိုစားပြုမှုဆိုင်ရာပြဿနာကလည်းထပ်ပေါင်းတည်ရှိနေပါတယ်။လုံခြုံရေးကောင်စီရဲ့ဖွဲ့စည်းပုံဟာ1945ခုနှစ်ကမ္ဘာအခြေအနေကိုပဲထင်ရနေပြီးတော့ဒီကနေ့ခေတ်ကိုမထင်ရပါဘူး။အာဖရိကနဲ့တောင်အမေရိကလိုတိုက်ကြီးတွေကဘယ်နိုင်ငံမှ လုံခြုံရေးကောင်စီမှာအမြဲတမ်းအဖွဲ့ဝင်နေရမရပါဘူး။အချမ်းသာဆုံး အင်အားအကြီးဆုံးနိုင်ငံတွေထဲမှာပါဝင်တဲ့ဂျာမနီနဲ့ဂျပန်ကလည်းဒုတိယကမ္ဘာစစ်စစ်ရှုံးနိုင်ငံတွေဖြစ်နေလို့ပါဝင်ခွင့်မရပါဘူးပြည်ပြင်ပြောင်းလဲရေးလုပ်ဖို့ကြတော့လဲ cash 22လို့ခေါ်တဲ့ပုံစံနဲ့ရင်ဆိုင်နေရပါတယ်ဥပမာပြောရရင်အလုပ်ရဖို့အတွေ့အကြုံလိုတယ်အတွေ့အကြုံမရှိတဲ့သူကိုအလုပ်မခံဘူးဆိုတဲ့ပုံစံမျိုးဖြစ်ပါတယ်လုံခြုံရေးအာဏာရှော့ချဖို့လိုအပ်တဲ့နိုင်ငံတွေကိုယ်တိုင်ကပဲအဲ့ဒီလိုအပြောင်းလဲတွေကိုအတည်ပြုပေးနိုင်သူတွေဖြစ်နေပြီးတော့အဲ့ဒီလိုကြိုးပမ်းမှုတိုင်းကို တို့ကိုယ်တိုင်ကပဲဗီဒီယိုအာနာတုံးပြီးတော့ပယ်ချနိုင်နေတာကပြဿနာဖြစ်နေပါတယ်ကုလသမဂ္ဂဟာနိုင်ငံရေးတွတ်ချပါရလိုက်နေတဲ့အချိန်မြေပြင်ပေါ်မှာရှိတဲ့ခမောက်ပြာတွေလို့တင်စားကြတဲ့ကုလညဉ့်ညဉ့်ရေးထိမ့်သိမ့်မှုတက်တွေကိုဆက်လေ့လာကြည့်အောင်ပါဆီယာရာလီယွန်နိုင်ငံမှာဆိုရင်ခိုင်မာတဲ့လုံပိုင်ခွင့်ရှိတဲ့ကုလသမဂ္ဂမစ်ရှင်ဟာကလေးစစ်သားတွေအပါအဝင်တက်ကြရေးသမား9000ခွဲကိုလက်နက်ဖြုတ်သိမ်းနိုင်ခဲ့ပါတယ်နိုင်ငံရဲ့ပထမဆုံး လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေအတွက်လန်ခင်ပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့စိုးစိုးရွားအကြရှုံးမှုတွေလည်းရှိခဲ့ပါတယ်။1994ခုနှစ်မှာရဝန္ဒာနိုင်ငံကကုလသမဂ္ဂတပ်မှုတွေဟာလူမျိုးတုံးတက်ဖြတ်မှုဖြစ်လာတော့မယ်ဆိုတာသတိပေးခဲ့ကြပေမဲ့လှစ်လျူရှုခံခဲ့ရပါတယ်။အဲ့ဒီအစားဒုံရွေးကောင်စီကတပ်ဖွဲ့ဝင်အများစုကိုပြန်ရုပ်သိမ်းခဲ့ပြီးတော့ကုလသမဂ္ဂအလံတော်အောက်မှာခိုလုံနေတဲ့လူထောင်ချီအသက်ခံရဖို့ပြစ်ထားခဲ့ပါတယ်။ နောက်တစ်နေ့ကြာမှာတော့ကုလသမဂ္ဂကလုံခြုံတဲ့နေရာလို့ကြေညာထားတဲ့ဆရီဘရီနီကာမှာဘော့စနီးယားဆာဖ်တက်တွေဟာမွတ်စလင်အမျိုးသားနဲ့ယောက်ျားလေး8000ကျော်ကိုတပ်ဖြတ်ခဲ့ပြီးတော့လက်နက်အင်အားနဲ့တဲ့ dash ငင်းငယ်တဖွဲ့ဝင်တွေဟာရက်ကြည့်နေကြရပါတယ်။ဒီနေ့ခေတ်မှာဆိုရင်လဲမာလီနဲ့ကွန်ဂိုဒီမိုကရက်တစ်သမရနိုင်ငံတွေလိုနေရာတွေမှာကုလမစ်ရှင်တွေဟာသဘောတူလက်ခံမှုအကျက်တဲဆိုတဲ့ပြဿနာနဲ့ရင်ဆိုင်နေရပါတယ်။သတင်းမားတွေနဲ့ပြစ်မှတ်ထားတိုက်ခိုက်ခံရပြီးတော့ သူတို့ပံ့ပိုးပေးရမယ့်အစိုးရတွေကိုယ်တိုင်ရဲ့လက်မခံမှုနဲ့ကြုံတွေ့နေရပါတယ်။ကုလသမဂ္ဂဟာနိုင်ငံရေးကရှေ့မတိုးနိုင်ပေမဲ့ကုလသမဂ္ဂအေဂျင်စီတွေဟာအသက်ကယ်ပြီးတော့ဘဝကိုပြောင်းလဲပေးနိုင်တဲ့အရေးကြီးတဲ့လုပ်ငန်းတွေဆက်လက်ဆောင်ရွက်နေကြဆဲဖြစ်ပါတယ်။ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFV ကမ္ဘာကလေးများရမုံွေအဖွဲ့ UNICEF နဲ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံ UNHCR တို့လိုအေဂျင်စီတွေဟာ နေ့စဉ်နဲ့အမျှလူသန်းပေါင်းများစွာကိုအစားအစာအမိုးကာနဲ့ဆေးဝါးတွေထောက်ပံ့ပေးနေပါတယ်။ဒါပေမဲ့အကြီးဆုံးအလှူရှင်ဖြစ်တဲ့ American ပြည်တော်စုရဲ့ရမုံငွေဖြတ်တောက်မှုကြောင့်စိုးရွားတဲ့ရမုံငွေအကျက်တဲနဲ့ရင်ဆိုင်နေရပြီးတော့ကုလသမဂ္ဂဘတ်ဂျက်လျှော့ချဖို့ပြင်ဆင်လာပြီဖြစ်ပါတယ်။ကုလသမဂ္ဂရဲ့ရမုံငွေဟာအဖွဲ့ဝင်နိုင်ငံတွေရဲ့မဖြစ်မနေထဲ့ဝင်ငွေနဲ့ချမ်းသာတဲ့နိုင်ငံတွေရဲ့တီးတန့်အလှူငွေတွေကလာတာဖြစ်ပါတယ်။ American သမ္မတဒေါ်နယ်ထရန့်က လူအရှိုးပါဝင် ကုလသမဂ္ဂအဖွဲ့အစည်းအများပြားကနေနှုတ်ထွက်လိုက်တဲ့အချိန်မှာငွေကြေးအခက်ခဲတွေမကဘဲနဲ့အဖွဲ့အစည်းတွေလက်ပတ်နိုင်စွမ်းပေါ်ပါတက်ရောက်လာပါတယ်။အတွင်းမှုချုပ်ဂူဒါရက်ကနောက်နှစ်ဘတ်ဂျက်ကိုဒေါ်လာသန်း900ရှော့ချဖို့အဆိုပြုထားပြီးတော့ကမ္ဘာစားနပ်ရေးကအစီအစဉ်နဲ့ UNHCR ရဲ့ဒုက္ခသည်စီမံကိန်းတွေလည်းရမုံငွေမရင်မရဖြစ်နေပါတယ်။လက်လက်သွားတဲ့ရမုံငွေနေရာကိုတခြားဘယ်နိုင်ငံကမှဝင်မဖြစ်ဘူးဆိုရင် ကုလသမဂ္ဂဟာအကူအညီတွေလျှော့ချရအောင်မှာဖြစ်ပါတယ်။ဒါကြောင့်ကာကွယ်ဆေးထိုးနိုင်ရေးပညာရေးနဲ့ဒုက္ခသည်အရေးဆိုင်ရာအထောက်ပံ့နေအများကြီးနေပါသွားမှာဖြစ်ပါတယ်။ခြုံပြောရရင်တော့ကုလသမဂ္ဂဆိုတာကမ္ဘာကြီးအမှန်တချက်ပဲဖြစ်ပါတယ်။အဖွဲ့ဝင်နိုင်ငံတွေကခွင့်ပြုသလောက်သာထိရောက်မှုရှိမယ်။စီးလုံးညီညွတ်မှုရှိမယ်။ဒါမှမဟုတ်ရင်တော့တွတ်ကြပါရလိုက်နေမှာဖြစ်ပါတယ်။အသက်80ပြည့်ကုလသမဂ္ဂ80အလုပ်ဖြစ်နိုင်မလား။ဗီဇာကုန်စီခန့်ပြီးတော့စုံမသွားတော့မလားဆိုတဲ့အချက်ဟာ ကုလသမဂ္ဂပြုပြင်ပြောင်းလဲရေးအပေါ်မှာဝူဒီနေပေမဲ့ကမ္ဘာအင်အားကြီးနိုင်ငံတွေကြားမှာပူပေါင်းဆောင်ရွက်လူစိတ်ရှိမရှိဆိုတဲ့အချက်ကပိုအဓိကကျနေတယ်လို့ဆိုရမှာဖြစ်ပါတယ်ခင်ဗျာ Order in the hall Please order in the hall ကမ္ဘာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်စိုက်ခင်တွေပါ